ဖုန်းလာတဲ့ချိန်မှာကျွန်တော်တို့ဖုန်းရဲ့ flat မီးတွေလင်းမှုအတွက်ဖုန်းရဲ့ message ဝင်တဲ့ချိန်မှာကျွန်တော်တို့ဖုန်းမျက်နှာပြင်ကိုမီးလင်းမှုအတွက်ဆိုလို့ရှိရင်လောက်ရတဲ့နီးလေးနဲ့ကျွန်တော်တို့ဖုန်းရဲ့ big clock တွေကိုအသုံးပြုစရာမလိုဘဲနဲ့လွယ်လွန်းတကူကျွန်တော်တို့ shortcut ကလေးတွေတုံးရတဲ့နီးလေးကိုဒီ video လေးမှာအားလုံးအတွက်ကျွန်တော်မျှဝေပေးပါမယ်ကျွန်တော်တို့ကဖုန်းမီးလင်းမှုအတွက်ပေါ့နော်တစ်ဖက်ကဖုန်းခေါ်လိုက်ပြီဆိုလို့ရှိရင်ဖုန်းမီးလင်းမှုဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဖုန်းလေတို့ချက်ဝင်လိုက်ပါဝင်ပြီးလို့ရှိရင်အပေါ်ဆုံးက setting လေးကိုကျွန်တော်နှိပ်လိုက်ပါနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့က incoming call setting ဆိုတာရှိရင် incoming call setting နဲ့ကိုကျွန်တော်တို့ဝင်လိုက်ပါဝင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့က flat 1 ranking ကိုကျွန်တော်တို့ဝင်လိုက်ပါအဲ့ချိန်မှာအဲ့ cloud ကလေးကိုကျွန်တော်တို့ဖွင့်ပေးရမှာဖြစ်ပါတယ်အဲ့ cloud လေးကိုဖွင့်ပေးလိုက်ပြီဆိုလို့ရှိရင်ဒီမှာ you flat to notify about incoming call ပေါ့နော်ကျွန်တော်နိုတီတွေဝင်လာရဲပေါ့နော်ကျွန်တော်ဖုန်းရဲ့နိုတီတွေမက်ဆေ့တွေဝင်လာရဲဆိုလို့ရှိလို့ရှိရင်လည်းမီးထလင်းပေးရဲဖုန်းခေါ်တဲ့ချိန်ကြလို့ရှိရင်လည်းဖုန်းရဲ့နောက်ကင်မရာလေးကလည်းကျွန်တော်မီးလင်းပေးရဲပေါ့နော်ဒါကတော့ ဒီလိုမျိုးလေးလောက်တာပထမတစ်ချက်တချို့ဖုန်းတွေကြတော့ဒီလိုမျိုးကျွန်တော်ပြောသလိုဝင်လို့မရဘူးပေါ့နော်ကျွန်တော်ပြောလို့ကျွန်တော်ဘန်နက်ပြန်ထွက်ပြမယ်ကျွန်တော်ပြောသလိုဒီ apple setting လေးအဲ့လိုမျိုးမရှိဘူးဆိုရဲလူတွေအဲ့လိုအဲ့ရကနေဝင်လို့မရဘူးမပါဘူးဆိုရဲလူတွေအတွက်ကြတော့ကျွန်တော် home key နဲ့ကြော်ထွက်ပါထွက်ပြီးလို့ရှိရင် phone ရဲ့ setting လေးကိုကျွန်တော်တို့ဝင်လိုက်ဝင်ပြီးရင်အပေါ်ဆုံးက set ပါလိမှာကျွန်တော်တို့က flat notification ဆိုပြီးကျွန်တော်တို့ကတစ်ချက်ရိုက်ပေးပေါ့နော်ဒီနားလေးမှာ FLA SA flat flat notification ဆိုပြီးတော့ကျွန်တော်တို့တစ်ချက်ရိုက်လိုက်ပါ flat notification လို့ရိုက်ပြီးဆိုတာ ਨੇ ကိုယ့်ရဲ့ဖုန်းမှာပေါ့နော်ဒီမှာ flat one ranking ဆိုပြီးတော့တခုပေါ်လာတယ်အောက်မှာလည်းနှစ်ခုပေါ်ရယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကနေပြီးတော့ flat one ranking တွေကိုကျွန်တော်တို့ဝင်ပြရမယ်တချို့ကြောက်လေဒီနားလေးမှာ flat notification လို့ရိုက်ရတယ်တချို့ Samsung ဖုန်းတွေဆိုရင်ပေါ့နော် flat noti လို့ရိုက်ရတယ်ကျွန်တော်ဖုန်းကဒီမှာ flat လို့ရိုက်လိုက်ပြီးဆိုတာ ਨੇ ဒီလိုမျိုးလေး flat one ranking ဆိုပြီးတော့ကြာရယ်အဲ့တော့ flat one ranking တွေဝင်လိုက်ဆိုတော့ကျွန်တော်ပြောသလိုပဲ flat 1 ranking ထဲမှာဒီလိုမျိုးလေး notify လေးကို on ပေးလိုက်ပါတော့တချို့ဖုန်းတွေကြတော့ flat notification နဲ့ဝင်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့အပေါ်ဆုံးကနေပြီးတော့ဒီ color နှစ်ခုရှိမယ်တစ်ခုကကြတော့ကျွန်တော်တို့ message အတွက်ကျွန်တော်တို့ကနေပြီးတော့ color on ပေးရတယ်တစ်ခုကကြတော့ phone ringing အတွက်ကျွန်တော်တို့ message on ပေးရနှစ်ချောင်းရှိလို့ရှိရင်နှစ်ချောင်းလုံး on ပေးပါတော့ဖုန်းအမျိုးအစားမတူတာလေးရှိရင်နည်းနည်းပါးပါးတော့ကွဲပြားနိုင်ပါတယ်ကျွန်တော်တို့ပြီးလို့ရှိရင် banner ပြန်ထွက်ထွက်ပြီးလို့ရှိရင်ဒီအောက်က10 on flat light ဆိုတာကကြတော့ကျွန်တော်တို့ပေါ့နော်ဒီမှာ ဘေးကလုတ်လေးကိုနှစ်ချက်နှိပ်လိုက်ပြီဆိုရင်ဖုန်းရဲ့ဘေးကလုတ်လေးကိုနှစ်ချက်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဖုန်းမီးကဓာတ်မီးအဖြစ်လင်းဖို့ပေါ့နော်အဲ့တော့ဒီကလုတ်လေးကိုကျွန်တော်တို့ on ပေးရဆိုရင်ဓာတ်မီးအဖြစ်လင်းတယ်ဒီလိုမျိုးမ on ထားတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ဒီကလုတ်လေးကို on ပေးလိုက်ပြီဆိုရင်ဖုန်းရဲ့ဘေးကလုတ်ကိုကျွန်တော်တို့လက်နဲ့နှစ်ချက်ဒီလိုဖိလိုက်ပြီဆိုရင်ပါဝါကလုတ်ကိုလက်နဲ့နှစ်ချက်ဖိလိုက်ရင်မီးကထပြီးတော့အမောင်ရဲရောင်ဓာတ်မီးအဖြစ်အစလင်းပြီးတယ်ပိတ်ချင်ရင်လည်းကျွန်တော်ဘေးကလုတ်လေးကိုတစ်ချက်ပဲနှိပ်လိုက်ရင်ပြန်ပိတ်သွားရယ်ပေါ့နော်ဒါကကျွန်တော်ဘူးဒနာအနေနဲ့ကြုံတုံးလေးမျှောက်ပေးတာပြီးလို့ရှိရင်ကျွန်တော်တို့ဘက်နဲ့ပြန်ပြီးတော့ထွက် ခပ်ပြီးလို့ရှိရင်ကျွန်တော်တို့ကပေါ့နော်တလက်စာရဲ့ကျွန်တော်ပြောပေးမယ် display တဲ့ကိုကျွန်တော်တို့ဆက်ဝင်လိုက်ဝင်ပြီးပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ phone ကမျက်နှာပြင်ကဒီလိုမျိုးအဖြူပြောင်းဖြစ်နေဆိုရင်ကျွန်တော်တို့ကအမဲအောင်ပြောင်းခြင်းလဲဆိုရင်ဒီက drum မှုကိုကျွန်တော်တို့ပြောင်းပြလိုက်ပေါ့နော်ပြောင်းလိုက်ပြီဆိုရင်အမဲအောင်ပြောင်းသွားပြီပြောင်းသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ပေါ့နော် phone တုံးနေတဲ့သူက အလင်းရောင်အရန်ဖြော့သွားတဲ့သူတွေဆိုလို့ရှိလို့ရှိရင်အလင်းရောင်ကျွန်တော်တို့ပေါ့နော်အဲ့အမှောင်ခဏခဏကျသွားရဆိုရင်အမှောင်မကျအောင်လုပ်ရမယ်နီးလေးပါတလက်စာရေးပြောပေးမယ်အဲ့တော့ကျွန်တော်တို့ကဒီမှာပေါ့နော် auto brightness ဆိုတာရှိတယ်အဲ့ခလုတ်လေးကအဲ့ခလုတ်လေးသွားနှိပ်မိဆိုလို့ရှိရင်အမှောင်ကျကျသွားရကအလင်းပြန်တင်လို့ရှိရင်လည်းခဏနေလို့ရှိရင်ဒီလိုအလင်းပြန်တင်လို့ရှိရင်လည်းသူကအမှောင်ပေါ့နော်အခက်မတင်လို့ရှိရင်အမှောင်အဲ့လိုတဖြည်းဖြည်းချင်းအမှောင်ပြန်ပြန်ကြက်ကြက်ကြာသွားတယ်အဲ့လိုပြန်ပြန်ကြက်ကြက်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့က auto brightness ဆိုတဲ့ဒီခလုတ်ကလေးကိုတစ်ချက်ပိတ်ပေးလိုက် ပိတ်ပြီးလို့ရှိရင်လက်နဲ့ကျွန်တော်တို့ဆွဲတင်ထားလဲကိုထားလို့ရအနေထားတိပဲထားမယ်ဆိုရင်ကျွန်တော်တို့ကပေါ့နော်အလင်းကအဲ့လိုကြကြမသွားဘူးပေါ့နော်ဒါဒုတိယအချက်ဒုတိယအချက်ပြီးလို့ရှိရင်ကျွန်တော်နောက်ထပ်ပြောချင်တာအောက်ကိုတစ်ချက်လက်ကလေးနဲ့ဆွဲပြီးပေါ့နော်အောက်ကိုတစ်ချက်လက်လေးနဲ့ဆွဲပြီး addition နဲ့ setting နဲ့ကိုကျွန်တော်တို့ကဆက်ဝင်လိုက်ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ accessibility တဲ့ကိုကျွန်တော်တို့ဆက်ဝင်ပေးလိုက် accessibility တဲ့ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပေါ့နော်ကိုယ့်ရဲ့ ဖယ်ဝင်းရဲ့ဘေးခလုတ်တွေကိုနှိပ်ဆရာမလို့ဘယ်နဲ့ကျွန်တော်အသုံးပြုလိုက်ရဟာလေးကိုကျွန်တော်ပြပေးမယ်ပေါ့နော်အဲ့တော့ assistant menu တွေကိုကျွန်တော်ဝင်လိုက်အိုက်ခလုတ်ကလေးကိုကျွန်တော်တို့ on ပေးလိုက်ပါအိုက်ခလုတ်လေးကို on ပေးပြီးရင်ကျွန်တော်အလောက်ကိုနှိပ်မေးလိုက်ပြီဆိုလို့ရှိရင်ဒီအပေါ်မှာပေါ့နော်ဒီမှာကျွန်တော်တို့ Samsung phone တွေလို iPhone တွေလိုမျိုးသူ့ရဲ့ assistant menu ပေါ့နော်ကျွန်တော်တို့အလုံးလေးတက်လာအဲ့အလုံးလေးတက်လာလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော်ဖုန်းရဲ့ power ကိုပိတ်ချင်ဘေးရဲ့ခလုတ်ကိုနှိပ်ဆရာမလို့ဒါလေးကိုတစ်ချက်နှိပ်လိုက်ဖုန်းရဲ့ ် loss screen ကိုကျွန်တော်ဖုန်းမြင့်တဲ့ပြင်ကို loss screen ဘောနော်ဖုန်းကိုပိတ်ချင်တယ်ဆိုလို့ရှိရင်လည်းဒါလေးကိုနှိပ်ဖုန်း power ပိတ်ချင်လဲအပွား cloud ကိုနှိပ် screen shot ရိုက်ချင်တယ်ဆိုလို့ရှိရင်ဒီနာလေးက screen shot ကိုနှိပ်လို့ရှိရင်ကျွန်တော်ဓာတ်ပုံရိုက်ပေးလိုက်မယ်အဲအမှဓာတ်ပုံရိုက်ပေးရပါတော့အလွယ်တကူကျွန်တော်တို့က shortcut key နဲ့ခိုင်းလို့ရတယ် notification တွေကိုကျွန်တော်ဝင်ပြီးတော့တခုခုလောက်ချင်တယ်ဆိုလို့ရှိရင် notification အမှရှာလို့ရတယ်ပေါ့နော်ဒါကကျွန်တော်ပြပေးတာပြီးလို့ရှိရင်ဖုန်းရဲ့အတန်အတိုးကျယ်လောက်ချင်တယ်ဆိုလို့ရှိရင်ဒီအတန်အတိုးကျယ်ဒါကျဲကျဲထားရယ်ပေါ့နော်အဲပြန် short လိုက်မယ်အဲ့တော့ကျွန်တော်တို့က ီ shortcut ကလေးကမျိုးစုံပေါ့နော်အတန်တိုးကျဲလုံးလို့ရရဲဖုန်းရဲ့ power ပိတ်လို့ရရဲကျွန်တော်ပြီးလို့ရှိရင်ဖုန်းရဲ့မျက်နှာပြင်မှာ screen shot ရိုက်လို့ရရဲပေါ့နော်ကျွန်တော်တို့ကဖုန်းဘေးကလုတ်တွေကိုတော်တော်မထိခိုက်ဘဲနဲ့ကျွန်တော်တို့အသုံးပြုကျင်နေဆိုလို့ရှိရင်ဒီလိုမျိုး assistant menu လေးကိုကျွန်တော်ဖွင့်ထားပြီးပေါ့အဲ့တော့ကျွန်တော်ကဘန်းနဲ့ပြန်ပြီးတော့ထွက်ပေးတယ်ပေါ့နော်ထွက်ပြီးလို့ရှိရင်ကျွန်တော်တို့ဖုန်းပြောနေတဲ့အချိန်မှာပေါ့ဖုန်းရဲ့အတန်တိုးနေတဲ့သူတွေအတွက်ဆိုလို့ရှိရင်အပေါ်ဆုံးကဒီမှာကျွန်တော်မျှပြထား hearing ကိုကျွန်တော်တို့တစ်ချက်နှိပ် နှိပ်ပြီးလို့ရှိရင်ကျွန်တော်ဖုန်းတန်တိုးနေတဲ့သူတွေဆိုလို့ရှိရင် mono audio ရှိတယ် mono audio ဆိုရက်ခလုတ်ကလေးကိုကျွန်တော်ဖွင့်ပေးမယ်ဆိုလို့ရှိရင်ဖုန်းတန်တိုးနေတဲ့သူတွေဆိုရင်အတန်အစပေါင်းများစွာကြည်လာရပါတော့ဖုန်းပြောတာဖုန်းတန်အရင်တိုးနေတဲ့လူဆိုရင် mono audio ကျွန်တော်နှိပ်ပြီးတော့အတန်ကိုကြည်အောင်လုပ်ရတယ်နောက်တစ်ခုကနှစ်ချက်အသုံးပြုနေတဲ့သူတွေဆိုရင်နှစ်ချက်ကတစ်ဖက်ကမကြားရဘူးပေါ့နော်ညာဘက်ချမ်းကမကြားရဘူးဆိုလို့ရှိရင်ကျွန်တော်မကြားရတဲ့ညာဘက်ချမ်းကိုဒီလိုတိုးပေးဒါမှမဟုတ်ရှိရင်ဘဲဘက်ချမ်းကမကြားရဘူးဆိုလို့ရှိရင်ဘဲဘက်ချမ်းကိုကျွန်တော်တို့ကဒီလိုမျိုးလေးတိုးပေးအဲ့တော့နော် ဟိုဒီလိုမျိုးလေးဒီခလုတ်လေးကငကြက်မကြားတဲ့သူတွေဆိုဟိုဘက်ဒီဘက်ပေါ့နော်ဘေးညာကျွန်တော်တို့ချိန်ညှိလို့ရညာဘက်ကို right ကိုတိုးသွားတဲ့ခါကျလို့ရှင် right ဘက်ကဟိုဖြစ်မယ်ပေါ့နော်ဘယ်ဘက်ကမကြားရအောင်ဆိုဘယ်ဘက်ချမ်းအောင်ကျွန်တော် short ပြီးပေါ့နော်ဒါကျွန်တော်ကပုံမှန်အလဲနှစ်ဖက်လုံးကြားနေလို့အကောင်းဘက်ကတိရအောင်ဒီတိုင်းလေးပဲအလဲလေးမှပဲထားလိုက်တယ်ဒါကကျတော့ကျွန်တော်အကောင်းဘက်ကတိ ဟိုကိုယ့်ရဲ့ဖုန်းနှစ်ချက်ကပေါ့နော်ဖုန်းနှစ်ချက်ဖုန်းနှစ်ချက်ပေါ့နော်တစ်ဖက်မကြားရရမကောင်းတဲ့သူဆိုရင်ညာဘက်ဆိုလို့ရှိရင်ကျွန်တော်ကညာဘက်ကလေးကိုတိုးဘယ်ဘက်ဆိုဘယ်ဘက်ကလေးကိုတိုးပြီးတော့ကျွန်တော်တို့လုံလို့ရရပေါ့နော်ဖုန်းတန်မကြားရတဲ့သူတွေမကောင်းဆိုတဲ့လူတွေကခုနပြောတဲ့ mono audio လေးကိုကျွန်တော်ခလုတ်ဖွင့်ပြလိုက်ရင်ရပါပြီဒါကတော့ကျွန်တော်မသိသေးတဲ့သူများအတွက်မြောက်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းလေးကတော့ mi ဖုန်းမျိုးစားဖြစ်တယ်ပေါ့နော်အဲ့တော့တခြား Samsung ဖုန်းတွေကခုန flat notification တို့ခုနကျွန်တော်ပြောသလိုပဲဖုန်းရဲ့ပေးခလုတ်တွေကို အသုံးပြုကြမလို့ပဲ assistant menu ကတော့ပုံစံတူပါရေပေါ့နော်တချို့ကျွန်တော်ပြောရဲ့ဒီ netjet တွေပါတွေကလည်းတချို့ဖုန်းတွေမှာတူခြင်းမတူမယ်ပေါ့နော်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်